မင်္ဂလာပါရှင်ဒီနေ့မှာတော့အေကတလောက်15သိန်းပေးတဲ့ယုံနဲ့တေးဦးနိုင်ငံရဲ့ရောင်းအားကောင်းဆုံးအမြင့်ဆန်းဒီဇိုင်းဆန်းနဲ့ကားနှမျိုးဖြစ်တဲ့ EV3 နဲ့ EV Easy ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုတော့စလိုက်မယ်နော်။ဒီ EV Easy နဲ့ EV2 ရဲ့အားသာချက်တရားဆိုရင် lithium battery ဖြစ်ပြီးတော့မှဒါ EV Easy ရဆိုရင်ပေါ့နော်ဒါ63 kWh မောင်းနေနိုင်မှာဖြစ်ပြီးတော့မှ EV 3ဟာဆိုရင်တော့ဒါ31.2 kW per hour မောင်းနေနိုင်မယ်လို့သိရတယ်။နောက်တစ်ခုကတော့ AC slow charging နဲ့အားသွင်းမယ်ဆိုရင်အာဒါ၈နာရီနေပြီးတော့မှ10နာရီထိပေါ့နော်။ကြာမြင့်မှာဖြစ်ပြီးတော့မှဒါ DC fast charging နဲ့အားသွင်းမယ်ဆိုရင်တော့ဒါမိနစ်30ရာနေပြီးတော့မှမိနစ်40ခန်းထိပေါ့နော်။80ရာခိုင်နှုန်းအာမြန်မြန်ဆန်ဆန်အားသွင်းနိုင်မှာဖြစ်တယ်လို့လည်းသိရတယ်ပေါ့နော်။ကဲဒါဆိုရင်တော့ဒီဇိုင်းပိုင်းလေးကိုလည်းဆက်ကြည့်ကြမယ်နော်။အခုမြင်တွေ့နေရတော့ဒါ EV EC ပေါ့နော်။ဒါ customer တွေအစ်စ်အတိုင်းပေးခြင်းနဲ့အာစန္ဒနဲ့ဒီဟာလေးကတော့စစ်ကလေးကတ်ထားပါပေါ့နော်။ဒါကတော့အမဲလေးကိုမှပြောင်ပြောင်လက်လက်လေး။သူ့ဒီဇိုင်းမအောင်ကြည့်ရမယ်ဆိုရင်တော့ ော်ဒါ salon type ကိုမှ sporty bike ကိုကြိုက်တဲ့လူကြီးလူငယ်မရွေးပေါ့နော်ဒါကြိုက်မဲ့ design လေးပဲဖြစ်ပါတယ်နောက်တစ်ခါကျတော့ဒီ EV easy မှာဆိုရင်ဒါ technology တွေကလည်း advanced ဖြစ်နေပြီဆိုတော့ဒါ flexibility တိုးမြင့်ဖို့အတွက်ကိုဒါ motor box တွေကိုလည်းဒါထည့်သွင်းထားရလို့သိရတယ်နောက်တစ်ခါ AI နဲ့ machine learning capability ပေါ့နော်ဒါတွေလည်းထည့်သွင်းတော့မှဒါ တို့ launch လုပ်ထားရယ်ပေါ့နော်ဒါမျိုးဆိုတော့ဒီ upgrade ဖြစ်တဲ့ကားတွေကိုကြိုက်တဲ့တွေဆိုဆိုနဲ့ဒီ EV easy လေးကိုကြိုက်မယ်လို့ရထင်ပါတယ်အေးဟုတ်ဒါ EV easy ရဲ့အတွင်းခန်းလေးကိုရောက်နေပြီပေါ့နော်ဒီမှာဆိုရင်ပထမဆုံး EV3 ရော EV easy ရောအေးတတိထားမြဲအချက်ကပေါ့နော်တို့ color combo လေးတွေပေါ့နော်အတွင်းလေးက color combo လေးတွေအရန်လာတယ်ဒီမှာဆိုရင်ငါခါပြားလေးနဲ့ဒါလေးဆိုရင်ဟိုဒါ cream အရောင်လေးပေါ့နော်ဒါဆင်းဆွဲအရောင်လေး အရန်တို့ပေါင်းဆက်ထားတဲ့ကာလာကမိုလေးတွေကတော်တော်လေးလှတယ်ပြောကြဒီဘက်မှာဆိုရင်ခဲလေးတွေပြင်းနေကာလာလေးတွေအငိမ်လေးပေါ့နော်ဒီကာလေးကကြောက်ဒီဘက်မှာဆိုရင်အီယိုကလုတ်တရားဆိုရင်ပေါ့နော်ဒီမှာဆိုရင် sporty sporty standard ဆိုပြီးတော့ mock ကအေးခုနကကလီချီယာ၃မျိုးရတယ်ပေါ့နော် sporty ရဲ့ standard ရဲ့ပြီးတော့ eco economy mock ဆိုတော့မှဒါ mock က၃မျိုးရတယ်ဒီဘက်မှာဆိုရင်တော့ဒါကတော့ အာ steering ဟာခလုတ်လေးတွေနဲ့ဒီဘက်မှာဆိုရင်တော့ဒါ parking ခလုတ်လေးပါတယ်ပေါ့နော်ဒီမှာစုံပြီးပါတယ်ဒီမှာဆိုရင်ခလုတ်လေးပါနောက်တစ်ခုကဒီ EV easy မှာနောက်တစ်ခုကကြတော့ကြိုက်တာကြတော့ဒီ infotainment screen ကအကြီးကြီးပဲကိုကြိုက်တယ်လို့ gallery ပြောမှာလုံးလို့ရတာပေါ့နော်ပြောကြသူ့ရဲ့ touch wire လေးတွေကလုံးဝ smooth ဖြစ်တယ်ကွာဒီလားအာနောက်တစ်ခုကကြတော့ဒီဘက်မှာဆိုရင်အဲ့တော့အကုန်လုံးက auto ပဲ ဟာဒီဘက်မှာဆိုရင်ဒါ auto lock system လေးပါမယ်ဒီ steering မှာဆိုရင်လည်းဒါပုံမှန်ပါနေကြအတိုင်းလေးပဲပေါ့နော်ဒါ volume control လေးတွေပါမယ်အာ menu လေးပါမယ်ရွေးချယ်စရာလေးပါမယ်ပေါ့နော် နောက်တစ်ခုကကြတော့အေဒီဘက်မှာဆိုရင်အဲဒါဒီ link ကိုထိန်းချုပ်တဲ့ link keeping asset ပုံစံပေါ့နော်ဒါလေးလည်းပါပါတယ်အနောက်ကိုအေးနှမ်းကြည့်လိုက်တဲ့အချိန်မှာလည်းပေါ့နော်ဒီကားကဆလွန်ထိုက်ဖြစ်တဲ့ပြင်ပေါ်မှာအေးလို့လို့ပိမ့်ပိမ့်လေးဆိုရင်အနောက်မှာ၄ယောက်လောက်ဆက်မယ်လို့အေးထင်အဲဒီလိုမျိုးနည်းနည်းဆိုရင်တော့ဒါ၃ယောက်ပေါ့နော်ဒါ၅ယောက်စီကားလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ space ကလည်းဒါ precious လည်းနည်းနည်းဖြစ်တယ်နောက်တစ်ခုကကြတော့အေးတို့အနောက်မှာဆိုရင်လည်းဒါနည်းနည်းကြဲကြဲလွန်းလွန်းထိုင်လို့ရမယ်လို့ထင်တယ်ပေါ့နော် ါလေးကတော့ EV3 လေးပါ EV3 လေးအရဆိုရင်အဲလိုမြို့တွင်သုံး compact ဖြစ်ဖြစ်နေပေါ့နော်ဟာပေါပေါပါပါမြို့တွင်သုံးကျင်နေတွေ့တော့ဆိုရင်အရန်စင်တီးရဲပြီးတော့အေးလိုမျိုးပေါ့နော်ဟာလူငယ်တွေပြီးတော့ကောင်မလေးတွေပေါ့နော်ဒါကားပါကင်တွေ့ဆိုရင်သူက2 size က Honda Fit size လောက်ပဲရှိရဖြစ်တဲ့အတွက်ကြောင့်မျိုးကားပါကင်အခက်ခဲဖြစ်တတ်တဲ့အေးလိုကောင်မလေးတွေတွေ့ဆိုရင်ဒါမိဘကပူတာခြင်းအစင်တီးရဲကားလေးစီလို့ရရထင်ပါရဲ့နော်အယောင်လေးတွေကားလာလေးရလဲဒါလူငယ်ကြိုက်ကားလာလေးဆိုတော့ဘလုံးကြိုက်နေတတ်ကြမယ်လို့ထင်ပါရှင်အေးရှင်းမှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီမှာ EV3 လေးဆိုရင်လည်း EV Easy အတိုင်းပဲပေါ့နော်သူတို့ရဲ့ဒီအသွင်းပိုင်းကားလာကွန်ဘိုလေးတွေကအရန်လာရဲဒီမှာဆို ည်းပြာနုဝင်နေခဲဖြူလေးပေါ့เนาะအဲ့ဒါလေးကိုသုံးမိတာတွေ့ရတယ်အာဒီ GM API လည်းပေါ့နော်ဒါ global customer တွေကိုဒါကားတွေထုတ်လုပ်ရောင်းချပေးနေ brand ကိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ fancy ဆန်ဆန်ကားလေးတွေကိုချပြနေလို့ AI ကထင်ပါတယ်။ AI EPC မှာပါတဲ့အတိုင်းလေးတွေပဲပေါ့နော်အကုန်လုံးက auto လေးတွေဖြစ်မယ်။နောက်ခါကျဒီမှာသူ့အနေနဲ့သူအကုန်ပါတယ်။ competitive ဖြစ်နေတဲ့ဒါအကုန်လုံးပါတဲ့ကားလေးပြောလူငယ်တွေကြားမှာပေါ့နော်ဒါ fancy ဆန်ဆန်ကြိုက်တဲ့လူငယ်တွေကြားမှာဒါရေပန်းစားလာမယ့်ကားလေးကြီးလို့လည်းထင်ပါတယ်။ မိတ်ဆက်ပေးသွားခဲ့တဲ့ GM EV ထုတ် EV3 နဲ့ EV Easy ကိုတလောက်15သိန်းပေးသွင်းရုံနဲ့ဝယ်ယူနိုင်မှာဆိုတော့တကယ်လို့စိတ်ဝင်စားရဲဆိုတော့ Area Cars TV ကိုဆက်သွယ်လိုက်ပါနော် TV ဒီမှာနိုင်နေတာကားပိုင်ဆိုင်နိုင်စေရမယ်